မင်္ဂလာပါရှင် fan white channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အာလူးစိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အာလူးကိုရှမ်းပြည်နယ်မှာရေသွင်းစိုက်ပျိုးခြင်းရေအာလူးနဲ့ကုန်းတွင်းစိုက်ပျိုးခြင်းမိုးအာလူးဆိုပြီးစိုက်ပျိုးကြပါတယ် AR တိုင်းမန္တလေးတိုင်းနဲ့မကွေးတိုင်းတွေမှာဆိုရင်တော့ကျွန်းမြေနဲ့တဲချောင်းတွေမှာစိုက်ပျိုးကြပါတယ် မြေနီနုံးတင်မြေနုခဲမြေနဲ့စားတဲ့မြေတွေမှာအာလူးကကောင်းစွာဖြစ်ထွန်းပါတယ်။ organic ပါဝင်မှုများပြီးမြေချင်ရန်ဓာတ်9.3ညကနေ6.3ညမှာရှိတဲ့မြေမှာ အာလူးအကောင်းဆုံးဖြစ်ထွန်းပါတယ်။ မျိုးရွေးချယ်ရာမှာ အပုပ်အနာကင်းတဲ့မျိုးမျက်စိတိမ်ပြီးမျက်စိနဲတဲ့မျိုးကိုရွေးချယ်ရပါမယ်အလုံးလိုက်ဒါမှမဟုတ်ခွဲချမ်းပြီးစိုက်ပျိုးကြပါတယ်ခွဲချမ်းပြီးစိုက်ပျိုးမယ်ဆိုရင် မျိုးအားလူကို မျိုးစေ့လူနေစေဒါမှမဟုတ်မှုသက်စေအနေငယ်အသုံးပြုပြီးစိုက်ပျိုးသင့်ပါတယ်တန်းကြာနှစ်ပေခွဲကနေ၃ပေပင်ကြား6လက်မနေ9လက်မချစိုက်ပျိုးပါတအေကမှ အပင် 2500ကနေ3500ရရှိအောင်စိုက်ပျိုးပါ စိုက်ပျိုးချိန်မှာတဘာဝမြေဩဇာကိုနွားလဲစီးရေ20ကနေ25ကြီးစာယူရီးယား2အိတ်တစူပါ2အိတ်ပိုတက်စ်2အိတ်နဲ့ကြံယူရီးယား2အိတ်ကို အပင်ပေါက်ပြီး15ရက်နဲ့တလအတွင်းနှစ်ကျင်ခွဲပြီးထည့်ပေးပါနောက်တစ်ပတ်မှာအာလူးဝင်နေမှာကြာရောက်တတ်တဲ့ပိုး ယောဂနဲ့ကာကွယ်နေနည်းတွေကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။